Hello မဲဆွေတင်ငယ်ချင်းများအားလုံးမင်္ဂလာပါရှင်။တာတော့ပိုင်းဆယ်လိုင်း query မှာပြန်လည်ကြိုဆိုပါတယ်ရှင်။ခုချစ်ပေးမယ့် reading လေးကတော့အဲတစ်ဖက်တူတာပေါ့နော်ကိုယ့်ကိုဘာကြီးပြောချင်နေရလဲဆိုတာလေးကိုကြည့်ပေးတော့ပါမယ်။ဒီမှာခုလေးသုံးခုခွဲပေးထားတယ်ပေါ့နော်။ဒါလေးကတော့ group 1 group 2 group 3ဖြစ်ပါတယ်။ဒီစက်ထဲမှာနှစ်တရာကလေးတစ်ခုကိုရွေးချယ်ပြီးတော့မှအပြည့်လေးကိုကြည့်ပေးလို့ရပါတယ်ရှင်။အဲဆိုလို့ရှင်ဒီ group 1လေးကနေစပြီးတော့မှကြည့်လိုက်မယ်နော်။ ကိုယ်ဝန်လို့ရထားတဲ့သူလေးတွေအတွက်ပေါ့နော်ဒီကိုယ်ဝန်လို့ရထားတဲ့သူရဲ့တစ်ဖက်သူကကိုယ့်ကိုဘာလို့ပြောချင်းနေရလဲပေါ့နော်သူတွေကကိုယ့်ပြောချင်းနေတဲ့စကားလေးတွေကိုကြည့်ပြသွားပါမယ်ရှိတဲ့အခါမှာတစ်ဖက်သူဆိုတဲ့နေရာမှာကိုသိကျင်တဲ့ဘသူမျိုးဆိုကြည့်လို့ရတယ်ပေါ့နော်ဒါကတော့ရကြလေးမိကလေးခွဲခြားမှာပါဘူးအကုန်လုံးကြည့်လို့ရပါတယ်ရှင် RS မှာမဟုတ်ဘူးပေါ့နော်ကိုသိချင်နေတဲ့သူမိတ်ဆွေတင်နေချင်းဟို crash ပဲဖြစ်ဖြစ်ပေါ့နော်ဘာလို့လဲဆိုတော့ဒါကတော့ကြည့်လို့ရပါတယ်မိတ်သိချင်တဲ့သူစိတ်ထဲမှာထားပြီးတော့ပေါ့နော်ဘူဝန်လေးတွေရဲ့တစ်ဖက်သူကဘူဝန်လေးတွေကိုဗာလေးတွေပြောချင်းနေရလဲပေါ့နော် and all ones little sauce. This all cut. ကွမ်းလေးတွေထားတဲ့လူလေးတွေတဖက်သူကဒါရကြားလေးဖြစ်ဖြစ်မိကလေးဖြစ်ဖြစ်ပေါ့နော်တဖက်သူမှာကလေသူအခုလက်ရှိမှာသူစိတ်တွေအဆင်ပြေမနေဘူးပေါ့နော်ကိုနံပါတ်တက်လို့ဖြစ်ဖြစ်တခြားအကြောင်းအရာအကြောင်းပဲဖြစ်ဖြစ်သူ့မှာ အာလည်းလည်းလေးစိတ်ပြန်မှန်နေရတဲ့အရာလေးတွေလည်းရှိရပါတော့။အဲ့ကိစ္စလေးတွေကိုဖြစ်ရှင်းအဲ့ကိစ္စတွေနဲ့ပတ်သက်ပြီးတော့လည်းသူပြန်ပြောမှအဆင်ပြေခြင်းနဲ့သူစိတ်ညစ်နေရတဲ့အရာတွေကိုကြောင့်မလို့သူစိတ်အဆင်မပြေဘူးဆိုလို့ရှိရင်လည်းကိုနဲ့ပတ်သက်ပြီးတော့ပေါ့နော်။သူ့ဘက်ကနေပြီးတော့အဆင်ပြေဖို့ညှိနှိုင်းတင်တာခံလန့်တင်တာအဲသူ့ဘက်ကနေထိနိုင်နေမြနီလန်းလေးထုတ်ပြီးတော့ပေါ့နော်ကိုယ့်စီကိုခံလန့်မှုတွေလုပ်ချင်တာမျိုးလေးတွေသူစိတ် အဆင်ပြေဖို့အတွက်ဘာတွေလုပ်ရမလဲဆိုတာလေးကိုတခြားလေးစဉ်းစားနေတာမျိုးလေးတွေပေါ့နော်အဲ့လိုမျိုးလေးတော့ဒီမှာတွေ့ရပါရဲ့ရှင်ဆက်စမ်းအဲ့တော့ဂျာထဲမှာအဆင်ပြေဘူးဆိုလို့ရှိရင်သူဘက်ကနေပြောမှအဆင်ပြေခြင်းနဲ့ပြန်ပြောမှဒီလူနဲ့ပေါ့နော်ပြပြရှင်းရှင်းလေးနဲ့ခဲခဲမရှိပေါ့နော်နှစ်ယောက်ကြားမှာ ဟိုကောင်းမွန်တဲ့အမှတ်တရလေးတွေပျော်ရှင်ခြင်းတွေအားမျိုးလေးတွေပဲသူရကျင်တယ်လက်ရှိမှာတကယ်လို့အဆင်မပြေဘူးဆိုလို့ရှိရင်တော့သူ့ရဲ့တကယ်စိတ်ထဲမှာကိုယ်နဲ့ပတ်သက်တဲ့ဆန္ဒတော့သူပျော်ရှင်ခြင်းနဲ့ပေါ့နော်ချင်းချင်းမေတ္တာတွေကိုလည်းသူထုတ်ပြခြင်းနဲ့ပေးပေးခြင်းနဲ့ပေါ့နော်သူ့ရဲ့မှာရှိတဲ့သူ့စရာချင်းချင်းမေတ္တာတွေကိုကိုတိအောင်ထုတ်ပြောခြင်းတာမျိုးအဲ့လိုပုံစံမျိုးလေးကိုဒီထဲမှာတွေ့ရပါတယ် This all one ဆိုတော့ဆိုတော့အစင်တင်နေတဲ့အခိုက်အတန့်လေးတွေကိုဖင်နိုင်လို့ရှိရင်အကြာကြီးပဲပေါ့နော်အများတမ်းပဲဘာမှအခက်အခဲမရှိဘူးလက်ကုန်နဲ့ကြားထဲမှာဟိုဘာမှမပြောမလဲအခက်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 နဲ့ ဖြည့်ရှင်းရတဲ့တက်တနာတွေဘာအဖို့ထစ်တယ်မှာပေါ့နော်မရှိဘဲနဲ့ညာလေးအပြောပျော်ရွှင်မှုတွေလည်းပဲရှေ့ဆက်ပြီးတော့မှနှောင်းတူတူလက်တွဲပါခြင်းနဲ့ဆိုတဲ့ပုံစံမျိုးလေးကိုဒီထဲမှာတွေ့ရတယ်ပေါ့နော်ဒါလို့အခုလက်ရှိမှာအဆင်ပြေနေတဲ့သူလေးတွေရှိတယ်ဆိုလို့ရှိရင်တစ်ခါသူကအဆင်ပြေခြင်းနဲ့ပေါ့နော်အဲ့ဒီတော့ကိုလည်းသူစဉ်းစားစဉ်းစားနေရလေးတွေ့ရတယ်သူဘက်ကနေပြီးတော့ဘယ်လိုကန့်လန့်မှုလေးတွေလုပ်ပြီးတော့အဆင်ပြေအောင်နိုင်ဆောင်ရရမလဲဆိုတဲ့ကိစ္စလေးတွေကိုတွေးနေရမျိုးလေးတွေ့ရတယ်ပေါ့နော်အဲ့တော့ကတ်အဲ့တော့ပန်တက်ကဲ ကိုယ်စိတ်ဆန္ဒတွေကတော့ကိုယ်နဲ့ပတ်သက်လို့ရှိရင်လောကကိုဒီနေနဲ့ပူပေါ့နော်ကိုကိုယ်ပေါ်မှာထားတဲ့ချစ်ချင်းမေတ္တာတွေမေတ္တာတရားတွေဒါတွေအလုံးကသူ့စီမှာ stay ပဲဖြစ်တယ်ကိုယ်ပေါ်မှာဆိုလို့ရှိရင်ဘယ်လိုပြောမလဲစိတ်တွေကအပြောင်းလဲမရှိဘူးပေါ့နော်သူ့ရဲ့စိတ်ခံစားချက်တွေကဒီတိုင်းလေးပဲအရင်ကအတိုင်းပဲရှိနေတာမျိုးပေါ့နော်ကိုယ်ပေါ်မှာလေးနဲ့တည်းဆိုတဲ့ပုံစံမျိုးလေးကိုဒီထဲမှာခံစားရပါတယ်သူ့ရော search ခုလက်ရှိမှာတော့တကယ်တကယ်သူနဲ့ကိုနဲ့ကြားထဲမှာကအဲ့လိုအခြေအနေမဟုတ်သေးဘူးဆိုလို့ရှိရင်ရင်းနှုံးကဖြစ်ခဲ့တာမျိုးလည်းရှိနိုင်တယ်ပေါ့နော်ရင်းနှုံးကသူနဲ့ကိုနဲ့ကြားထဲမှာဘာမှအဖို့ထင်မရှိပြည့်ပြည့်ရှင်းရှင်းနဲ့ဖြတ်တန်းနေရတဲ့ အခိုက်အတန့်လေးတွေရှိတယ်အဲ့ဒီအခိုက်အတန့်လေးတွေကိုတစ်ဖက်သူကသတိရနေတာတန်းတားနေတာအဲ့လိုပုံစံမျိုးလေးကိုပြန်လိုချင်နေတာမျိုးပေါ့နော်ဒါပေမဲ့ခုလက်ရှိမှာအဲ့လိုအနေထားမျိုးဖြစ်မနေဘူးဆိုလို့ရှိရင်သူကအဲ့လိုအနေထားလေးကိုပြန်ပြီးတော့ညောင်းလင်းတောင်းတနေတယ်ဆိုတော့ပုံစံမျိုးလေးပေါ့နော်ဘယ်လိုကိုခုချင်းနေတဲ့သူလေးတွေကပဲဖြစ်ဖြစ်စိတ်ဆိုးနေတယ်ဒါမှမပြောဘူးပေါ့နော်ဆက်သွယ်ဖြတ်ထားတာမျိုးပဲဖြစ်ဖြစ်အဲ့လိုမျိုးဆိုလို့ရှိရင်သူ့ဘက်ကနေဆက်သွယ်ပြန်လုပ်ဖို့ ဟိုညှိနှိုင်းဆောင်ရွက်ဖို့ပေါ့နော်သူကနေကံလက်မှုတွေတို့ဖို့အတွက်စဉ်းစားနေတာမျိုးလေးကိုတွေ့ရတယ်အခုလက်ရှိမှာတော့ဒီလိုလိုမျိုးဆောင်ရွက်တာမျိုးတွေသူရနေပြီးတော့မှပေါ့နော်အဆက်အသွယ်တကူကူမရသေးဘူးဆိုလို့ရှိရင်တော့သူအဲ့လိုမျိုးလေးလုပ်ဖို့အတွက်စဉ်းစားနေနေဆိုတာမျိုးလေးကိုဒီထဲမှာတွေ့ရပါတယ်အဲ့တော့ခါ မဆိုတဲ့ခင်တော့ကပ်ကြဆိုတော့ခုနပြောသလိုပဲပေါ့နော်အဲသူ့ရဲ့ချစ်ချင်းမိသားစုတွေကလုံးဝဘယ်လိုပြောစိတ်ချရတယ်အဲဘလို့မသူစိတ်တရားပြောင်းလဲသွားမှာမျိုးမဟုတ်ဘူးပေါ့နော်ကိုမြတ်ပတ်သက်လို့ရှိရင်သူ့စိတ်ထဲမှာချစ်ချင်းမိသားစုတွေကပြေဝရှိတယ်အခုလက်ရှိမှာတကယ်လို့အဆင်မပြေသေးဘူးဆိုလို့ရှိရင်ဒါမှသူ့ဘက်ကနေအဆင်ပြေဖို့စူးစမ်းလာတာလုံးမှာတွေ့ရတယ်ပေါ့နော်ဒီမှာလဲ201 ကိုတခြားလေးစဉ်းစားနေရမျိုးဒီမှာတွေ့ရတယ်ဒါတို့ကိုနဲ့သူနဲ့ကြားထဲမှာကိုလက်ရှိဟိုဘာကိုဆက်တော်မှမသိကြတာတခုခုရွေးချယ်ဖို့စဉ်းစားနေတာဟိုဘယ်ဘက်ကနေပြောမှာဘလို့ဟိုဒီနိုင်ဆောင်ရလို့ရှိရင်ကောင်းမလဲဘလို့ပုံစံလေးနဲ့ကိုနဲ့ပြန်လဲအစိမ့်ဒီကိုစူးစမ်းရင်ကောင်းမလဲဆိုပြီးသူဘက်ကနေတခြားလေးလေးနဲ့နဲ့စဉ်းစားနေတာမျိုးလေးတွေဟိုအဲ့လိုမျိုးလေးတွေတောင်မှတွေ့ရတယ်ပေါ့နော်အမတ်ချစ် ာတကယ်ကြောက်လဲသူ့စိတ်ထဲမှာဘယ်လိုပြောလဲအဖြစ်အပျက်တွေကမြန်ဆန်လုံးအားကြီးတယ်ပေါ့နော်ထိမှတ်မထားလားမထိမှတ်ထားတော့တဲ့အပြောင်းလဲတွေဖြစ်သွားတယ်အဲ့အဲ့ဒါကြောင့်မလို့လဲသူ့ဘက်ကနေပြီးတော့မှဖြစ်နိုင်လို့ရှိရင်တော့အဆင်ပြေဖို့ပြန်လဲပြီးတော့မှစူးစမ်းချင်တာဘယ်လိုပုံစံနဲ့ပဲဖြစ်ဖြစ်ပေါ့နော်အဆင်ပြေမယ်ဆိုလို့ရှိရင်သူကသူ့ဘက်ကနေစတင်ချင်တာပြန်လဲပြီးတော့မှတောင်းပန်ချင်တာအဆက်အသွယ်ပြန်လုပ်ချင်တာအဲ့လိုပုံစံမျိုးလေးခုလက်ရှိမှာသတိရနေတာအဲခုနကပတ်သက်ပြီးတော့မှအဲသူလောလောဆယ်မှာအဆင်မပြေနေတဲ့အခိုက်အတန့်တွေတကယ်လို့အခုလက်ရှိမှာ သူနဲ့ကိုယ်နဲ့ကြားထဲမှာအဆင်ပြေနေတယ်ဆိုလို့ရှိရင်အဆင်ပြေနေတယ်ဆိုလို့ရှိရင်ငါတော့ဒီတရားသိပြဿနာမရှိဘူးပေါ့နော်ကိုယ်ဟာဒါတကယ်လို့ကြည့်နေတဲ့သူလေးတွေရဲ့တစ်ဖက်သူနဲ့ကြားထဲမှာကအဆင်မပြေနေတဲ့သူလေးတွေဆက်သွယ်ပြတ်နေတဲ့သူလေးတွေရှိတယ်ဆိုလို့ရှိရင်ငါတော့အဲ့လိုပုံစံမျိုးလေးကိုဒီထဲမှာတွေးရတယ်ပေါ့နော်ဆန်တော့ပန်တက်ပဲမလခင်တော့ပန်တက်ကတွေးပြန်ပြီပေါ့နော် in our pentakaya the star ဒီမြောင်ကြားထဲမှာရှိတဲ့ဟိုကပေါ့နော်နင်းနမှုတွေဒီတယောက်ပေါ်တယောက်ထားတဲ့အဲစေတနာမြတ်တာတွေအဲ့ဒီအဲ့ဒါတွေကတန်တရုံမဟုတ်ဘူးလို့လည်းဒီထဲမှာတွေ့ရတယ်နော်ဟိုတချို့လေးတွေဆိုလို့ရှိရင်ခုမှအဆင်မပြေဘူးဆိုလို့ရှိရင်တော့မှအဆင်မပြေတာအဆင်မပြေတာတက်တက်ပဲသူနဲ့ပတ်သက်ပြီးတော့ခံစားချက်တွေကအပြောင်းလဲမရှိငြင်းငြင်းနဲ့ ဥပမာထားတဲ့မြေတားတွေမပြောင်းရင်တာမယောမယောပါတော့တာပေါ့နော်ထိုနေတူစာပဲတစ်ခါတူရလဲအဲ့လိုပုံစံမျိုးဒီထဲမှာတွေ့ရတယ်ပေါ့နော်ဒီမှာလဲခင်းတော့ခတ်ဒီမှာလဲခင်းတော့ပန်တကယ်ဆိုတော့ဒီဟောပေါ်တရားသစ္စာတရားတွေကြီးမားတယ်အပြင်လဲပြီးတော့လဲအစဉ်ပြေဖို့အတွက်မျောလင်းနေတာမျိုးဒီသစ္စာကြတဲ့အခုချင်းတဲ့သူလေးတွေရဲ့ energy လို့ခံစားမိရပေါ့နော်ဟိုသူနဲ့ပြန်ပြီးတော့အစဉ်ပြေဖို့တော့ကိုယ့်ဘက်ကလဲမျောလင်းနေတာဆောင်းစားနေတာအဲသူစီကနေပြီးတော့မှကိုလိုပဲချစ်ချင်းမေတ္တာတွေရရှိလိမ့်မယ်ဆိုပြီးတော့ဘောနောယုံကြည်မျောလင်းနေတယ်ဆိုတဲ့အနေထားမျိုးလေးကိုဒီထက်မှတွေ့ရပါတယ် တဖန်သူအနေနဲ့ကတော့အခုလက်ရှိမှာပေါ့နော်နည်းနည်းလေးသူစိတ်တွေမုန်းချက်နေတာမျိုးတွေစိတ်ထဲမှာစိတ်သိပ်ပြီးအဆင်မပြေတဲ့အခိုင်အတန့်လေးတို့ဒီထဲမှာခံစားရတယ်ပေါ့နော်အဲဒါကြောင့်မလို့လည်းအခုအဆင်မပြေနေဘူးဆိုလို့ရှိရင်မကြခင်မှာပေါ့နော်သူဘက်ကနေပြောပဲဖြစ်ဖြစ်ကိုယ့်ကိုအဆင်ပြေနိုင်မယ့်နည်းလမ်းလေးတွေရှာပြီးတော့မှဆက်သွယ်ပြန်လုပ်လာတာသူဘက်ကချစ်ချင်းမေတ္တာတွေကိုပြန်လဲပြီးတော့အစားနေပြန်ပြီးတော့ပေါ့နော်ကိုယ့်ပေါ်မှာမေတ္တာတွေရတယ်ပို့ပြီးတော့ပေးလာတာမျိုးတွေဒီထဲမှာတွေ့ရပါတယ်တစ်ဖက်သူအနေနဲ့က ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဘောနော်နှစ်အောင်ကြားထဲမှာရှိတဲ့ကိစ္စပေါ်မှာတခြားလေးလေးနက်နက်နဲ့စဉ်းစားနေကြအဘလို့နီလန်းရှာပြီးတော့ဆောင်ရွက်ရမလဲပေါ့နော်သူကကနေပြီးတော့ဖြစ်နိုင်လို့ရှိရင်ရွှေမှုရည်နဲ့နှစ်အောင်တူတူပေါ့နော်ရှောင်းလန်းသွားခြင်းနဲ့အကြာကြီးပဲဒီနှစ်အောင်ကြားမှာရှိတဲ့ခင်းကြီးလန်းကိုရှောင်းလန်းခြင်းနဲ့ဆိုတဲ့ပုံစံမျိုးလေးပေါ့နော်အဲခိုက်တန်လေးတွေကိုပြည်ပြည်စုံစုံနဲ့ပြည်ပြည်ရှင်ရှင်လေးရှောင်းလန်းကျင်တာမျိုးလေးတွေပျော်ရှင်တဲ့အချင်းအထိတ်မှန်လေးပျော်ရှင်တဲ့ခိုက်တန်လေးတွေကိုပဲပိုင်ဆိုင်ခြင်းနဲ့ဆိုတဲ့ပုံစံမျိုးလေးကိုဒီထဲမှာတွေ့ရပါတယ်ရှင် ဒါလေးကတော့ဂူဂန်လေးအတွက်ကြည့်ပေးထားတာပဲဖြစ်ပါတယ်။အဲဆိုလို့ရှိရင်ဂူတူးလေးစီကိုတွက်လိုက်မယ်နော်။ အဆလို့ရှိရင်ဒီကူတွေ့ဝေးထားတဲ့သူလေးတွေအတွက်ပေါ့နော်တစ်ဖက်သူကဘာပြောချင်နေရလဲသူစစ်တယ်မှာကိုယ်ပြောချင်တဲ့စကားလေးနဲ့ပတ်သက်ပြီးတော့မှကြည့်ပေးသွားမှာပဲဖြစ်ပါတယ်ဒီကူတွေ့ထားတဲ့သူလေးတွေအတွက်ဒီကူတွေ့ရတစ်ဖက်သူကပေါ့နော်ဒီတို့လေးတွေကိုဘာလေးတွေပြောချင်နေလဲသူစစ်တယ်မှာဘာတွေရှိနေလဲပေါ့နော် ဒီတူရဲ့တစ်ဖက်တူအောင်ဒီတူလေးတွေကိုဘာလဲပြောချင်းနေတာလဲဆိုတာလေးကိုကြည့်ပြသွားပါမယ်ကြတော့ခံဖေးရှောက်ခတ်

ခုလက်ရှိမှာပေါ့နော်ဒီခုတူးလေးတွေဝေထားတယ်တူးလေးတွေเนี่ยတစ်ဖက်သူရဲ့ကြားထဲမှာကလေဘာမှမသိတဲ့အခြေအနေတွေတခုရှိနေတယ်ဆိုလို့ရှိရင်တစ်ဖက်သူကလည်းအခုလက်ရှိမှာသူအမဆုပ်ဖြတ်ထားတာမျိုးမရှိသေးဘူးပေါ့နော်ဒီနှစ်ယောက်ကြားထဲမှာရှိတဲ့ connection နဲ့ပတ်သက်ပြီးတော့မှသူကကနေအေးစီစီလေးခဏတစ်ဖြုတ် break ယူပြီးတော့မှစဉ်းစားနေတာဘာဆက်လုပ်ရမှမသိဖြစ်နေတာအေးစီစီနဲ့ ပြန်ပြီးမှစဉ်ချင်းတုံ့တက်နေတယ်ဆိုတဲ့ပုံစံမျိုးလေးကိုတွေ့ရတယ်ပေါ့နော်ကိုနဲ့ပတ်သက်ပြီးတော့လည်းသူစိတ်ထဲမှာမုံမေရဲ့ဖြစ်နေတာဟိုစကားသွားပြောရင်ကောင်းလားမပြောရင်ကောင်းလားပေါ့နော်အဲဒါမဲ့လည်းအစင်မာရီယူနီယံကစစ်တော့ကပ်ကြတာဆိုတော့ကြတော့တစ်ဖက်စိတ်ထဲမှာလည်းတစ်ဖက်ကကြတော့လည်းအဲ ဒီဒီလေးလေးလေးဖြစ်နေတယ်ပေါ့နော်နံပါတ်တစ်ဖက်မှာကြတဲ့သူတိတ်ပြီးတော့မုံမေးရဲလေးဖြစ်နေတာတိတ်ပြီးရောယုံကြည်ချက်လေးမရှိတာပေါ့နော်အရင်ကြီးနေသူ့ကိုယ်သူယုံကြည်မှုမရှိတဲ့ပုံစံမျိုးလေးကိုလည်းဒီထဲမှာတွေ့ရတယ်ပေါ့နော်နှစ်ယောက်ကြားထဲမှာအာဘာဆက်လုံးမှမသိသူဖြစ်နေတာမျိုးလေးတွေအခုလက်ရှိမှာပေါ့နော်အဖြေရှာလို့မရတာဘယ်ဟာဦးစားပေးရမလဲဘယ်ဘက်ကိုပေါ့နော်ဆုံးဖြတ်ချက်ချမှမသိတဲ့အနေအထားမျိုးလေးတွေဒီထဲမှာတွေ့ရပါတယ် خیر آسواز เนาะครับอ๋อคุณน้องก็ได้เปลี่ยนจานเนาะครูวันนั้นครูดูเนี่ยได้มากว่าเพียงพอแล้วครับ သူတို့ရဲ့တစ်ဖက်သူမှာကလေဟိုသူစိတ်တွေနဲ့သူနည်းနည်းလေးရှုပ်ထွေးနေတယ်ဆိုတဲ့ပုံစံမျိုးလေးကိုတွေးရတယ်ပေါ့နော်သူကနည်းနည်းလေးဟိုစိတ်စိတ်ကိုရှင်းရှင်းလင်းလင်းသိပြီးတော့မှမထားတဲ့သူတရားလို့ဒီထဲမှာတွေးရတယ်ပေါ့နော်တစ်ခါကျလို့ရှိရင်လည်းသူစိတ်ကအာစိတ်မြတ်တာတွေနဲ့အေးချမ်းချမ်းလေးဖြစ်သွားလဲတစ်ခါကျလို့ရှိရင်လည်းသူစိတ်ကိုသူဘာမှမသိအဲ့လိုပုံစံမျိုးပေါ့နော်ဟိုဘာဖြစ်ရှင်လို့ဖြစ်ချင်မှမသိဘူးဆိုတဲ့ပုံစံမျိုးလေးအနေထားလေးကိုတွေးရတယ်ပေါ့နော်အော်ဒီမှာဆိုလို့ရှိရင်လည်း forecast နဲ့ကြာတာဆိုတော့လေအဲသူစိတ်ထဲမှာက ဟိုအကြောင်းအရာတခုခုရှိတယ်ဒါပေမဲ့လည်းအဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့မှသူအဖြစ်မထုံနိုင်ဘူးပေါ့နော်။ဘာဆက်လုပ်ရမလဲမသိဘူး။အဲ့လိုပုံစံမျိုးကိုလည်းတွေ့ရတယ်။အကြောင်းမလို့ဒီမှာဆိုလို့ရှိရင် Aegis Wars သူစိတ်ရှုပ်ရတယ်ပေါ့နော်။ခုနကပတ်သက်ပြီးတော့လည်းစိတ်ရှုပ်ရတယ်။ဒါပေမဲ့သူရဲ့စိတ်ကတခါတခါတင်းကျဉ်သွားပြီဆိုလို့ရှိရင်လည်းသူမဟုတ်တယ်လို့ပဲပေါ့နော်။အဲ့လိုပုံစံမျိုးကိုဒီထဲမှာတွေ့ရတယ်။တခါကြလို့ရှိရင်လည်းဟိုမထင်ထားလောက်အောင်ပေါ့နော်။စိတ်ကအပြောင်းလဲအတက်ကြတွေများတတ်တာ။ဒါကြောင့်မလို့လည်းသူစိတ်ကတက်လိုက်ကြလိုက်ပုံစံမျိုးဖြစ်ပြီးတော့မှဆုံးဖြတ်ချက်တွေကို လေချာချာမချနိုင်တာဘယ်ဟာစဉ်းစားမယ်ဘယ်ဟာတော့ဦးစားပေးပေးရမယ်ပေါ့နော်ကိုနဲ့ပတ်သက်လို့ရှိရင်လည်းအဲ့လိုဖြစ်နေတာမျိုးတွေ့ရတယ်ကို့ပေါ်မှာလည်းသူ့ရဲ့စိတ်တရားတစ်ခါတစ်ခါ तू तू မဟုတ်တော့တော့သူ့ရဲ့သူ့အိမ်ထဲမှာအချစ်တရားအရင်ကြီးကြီးမားတယ်တစ်ခါကြလို့ရှိရတယ် तू မဟုတ်တော့တော့အခြားတရားပုံစံမျိုးပေါ့နော်ပေါ့ပေါ့ပါပါဖြစ်သွားပြန်ရောတစ်ခါကြလို့ရှိရင်လေးလေးနက်နက်နဲ့ဖြစ်သွားပြန်အဲ့ကြောင့်မလို့လည်း तू နည်းနည်းလေးအခုလက်ရှိမှာစိတ်တွေပြားဖြစ်နေတာမျိုးပေါ့နော်ဘာမှမသိ तू စိတ်တွေကို तू ပြန်ပြီးစဉ်းစားနေတဲ့အနေအထားလေးကိုဒီထဲမှာတွေ့ရပါတယ် အပြောမယ်ဆိုရင်တဖန်တနည်းအားဖြင့်ပြောမယ်ဆိုရင်ကိုယ့်ကိုစကားလာပြောချင်တာမျိုးလဲတခါကြောက်ရွံ့ရှင်လဲကိုယ့်ကိုရမ်းချစ်ပြီးတော့တခါကြောက်ရွံ့ရှင်လဲသူမဟုတ်တယ်လို့ပဲပေါ့နော်မချစ်တဲ့ပုံစံမျိုးအဲ့လိုပုံစံမျိုးဖြစ်ဖြစ်သွားတဲ့ဒါမျိုးလေးတွေအဲစိတ်တွေမျက်ကဖြစ်တတ်တဲ့ပုံစံမျိုးလို့ဒီထဲမှာခံစားရတယ်ပေါ့နော်အားကြောင့်မို့လို့လဲသူကစကားလာပြောရမှာလားမပြောရဘူးလားဒီတိုင်းပဲနေလိုက်ရမှာလားဘာမှမသိအဲ့လိုဖြစ်နေတာမျိုးလို့ဒီထဲမှာတွေ့ရတယ်ပေါ့နော်ခင်တော့ခတ်ဒီမှာလဲခင်တော့ခတ်ခင်တော့ခတ် and I'll cut the flower. Oh, and ไปจะรู้เฉยเลยตัวอ่ะบลูบอมเลยเนี่ยไอ้ ူကိုယ်တိုင်ကလည်းလေအဲ့လိုမျိုးဖြစ်နေတာမျိုးကိုကြိုက်လားဆိုတော့သူ့ကိုယ်သူတို့မကြိုက်ဘူးပေါ့နော်အဲ့လိုမျိုးစိတ်တကြရည်ဖြစ်နေရတာစိတ်ရှုပ်ထွေးရတာခံစားချက်တွေကဘယ်ဘက်ကိုဦးစားပေးရမယ်မသိတော့သူတူတူဖြစ်ချင်တာဗာလဲဆိုတာကိုသူရှင်းရှင်းလင်းလင်းမသိနိုင်တဲ့အတွက်ကြောင့်မလို့သူအဲ့အနေထားယူလဲသူမကြိုက်ဘူးပေါ့နော်အဲ့အနေထားယူလဲသူအဆုံးသတ်ဖို့အတွက်သူစူးစမ်းမယ်ပေါ့နော်အဆုံးသတ်ချင်တယ်ကိုယ်နဲ့ပတ်သက်ပြီးတော့လဲစိတ်တွေရှုပ်ရှုပ်ထွေးနေရတာပြောမယ်ဆိုလို့ရှိရင်တစ်ခါတစ်ခါလဲသူ့ကိုယ်သူဒီလူပေါ်မှာပေါ့နော်အခုဘူးတူလေးတွေပေါ်မှာသူညံ့ချစ်တယ်လို့ခံစားရတယ်တစ်ခါကျတော့သူ့ကိုယ်သူချစ်တာလားမချစ်တာလားဘာမှမသိ ည်အဲ့လိုဖြစ်နေတာမျိုးကိုသူလုံးဝအဆင်မပြေဘူးမနှစ်သက်ဘူးပေါ့နော်။အဲ့သူကသူလည်းတည်တယ်အဲ့လိုဖြစ်နေကြတာကြီးကိုသူမချိုက်ဘူးဆိုတာလည်းတည်တယ်စိတ်ရှိသွားတယ်ဆိုတာလည်းတည်တယ်။ဒါမှမကြခင်မှာနည်းနည်းလေးဘယ်လိုပြောမလဲပြောင်းလဲသွားတာပြောင်းလဲတစ်ခုခုကတော့တရားပေါ်ဖြစ်လာဖို့ရှိရပေါ့နော်။သူစိတ်ထဲမှာဖြစ်နေတဲ့အရာနဲ့ပတ်သက်ပြီးတော့မတူတာဖြစ်နေတဲ့အရာမတင်ချတဲ့အရာကြီးသူအဆုံးတက်လိုက်မဲ့ပုံစံမျိုးဒီထဲမှာတွေ့ရတယ်ပေါ့နော်။ဟိုအော်ဒီမှာလည်းခွင်းတော်ခန့်ကြတာဆိုတော့လေခွင်းတော်ခန့်အဲဒါကြဒီကြည့်နေတဲ့သူရဲ့ကူတူရဲ့ energy လို့ဒီထဲမှာခံစားရတယ်ပေါ့နော် ရှင်းနေတူဒီဂရူတူလေးတွေရဲ့တစ်ဖက်သူပေါ်မှာဂရူတူကလည်းဘယ်လိုပြောမလဲဟိုအဲ့ဒီအနေထားကိုသူကတိပိသားဆိုတဲ့ပုံစံမျိုးလေးဖြစ်နိုင်တယ်ပေါ့နော်ဂရူတူရဲ့တစ်ဖက်သူကဒီလိုမျိုးဟိုစိတ်ထဲမှာဝေဝေဝါးနေတာမသေးချာမရေရာစဉ်းစားနေရတာအဆုံးမဲ့ဖို့ခတ်နေတာအဲ့ဒီအရာတွေနဲ့ပတ်သက်ပြီးဂရူတူလေးတွေကလည်းသိထားတယ်ဒါကြောင့်မလို့လေပေါ့နော်အခုဒီလက်ရှိအချိန်မှာ နည်းနည်းလေးစိတ်ပင်ပန်းနေရတာမျိုးတွေရှိတယ်။အဆုံးသတ်လိုက်ဖို့တိုးပေမဲ့လည်းအဆုံးမသတ်နိုင်တာပေါ့နော်။ဒီလူပေါ်မှာဟိုအဆင်မပြေဘူးဆိုလို့ရှိရင်ဒါမှဆွန့်လွတ်နိုင်လားဆိုတော့လည်းဆွန့်မဆွန့်လွတ်နိုင်ဘူးပေါ့နော်။ဒီနှစ်ယောက်ကြားထဲမှာရှိတဲ့ connection ကိုလေနှစ်ယောက်စလုံးအဲ့လိုပုံစံမျိုးလိုလည်းတွေ့ရတယ်ပေါ့နော်။အချို့မလို့လည်းခုတို့အနေနဲ့ကြာဒီလူပေါ်မှာနားလည်မှုတွေပေးပြီးတော့မှခုလက်ရှိမှာလည်းသူ့ကိုဆောင်းဆောင်းဆောင်းဆိုင်နေတယ်။ဆွန့်လွတ်နိုင်တဲ့အနေထားတော့မရှိသေးဘူးပေါ့နော်။ တစ်ဖက်သူလေးနေရာလည်းအဲ့ဒီအနေထားကြီးကိုပကြခင်မှာဆုံးသတ်နိုင်တဲ့ပုံစံမျိုးတော့ဒီထဲမှာတွေ့ရတယ်ပေါ့နော်သူအဲ့လိုမျိုးဟိုသူ့ကိုသူဘာဖြစ်ချင်လို့ဖြစ်ချင်မှမသိသူ့ရဲ့စိတ်တွေကိုရှင်းရှင်းလင်းလင်းနဲ့သိနိုင်တဲ့အနေထားတစ်ခုတော့ရောက်ထားဖို့ဆိုဒီထဲမှာတွေ့ရတယ်ပေါ့နော်ဒီစကားနေရာချင်းပြောမယ်ဆိုရင်ဒီဘူတူးနဲ့တစ်ဖက်သူရဲ့ခြေထဲမှာကဘူတူးကြောင့်မလို့ဘူတူးရဲ့ချစ်ချင်းမေတ္တာတွေနဲ့သူ ဥပ္ပတ္တပြန်လဲပြီးတော့မှအဲသိမြင်လာတာဘာလို့ရမလဲဆိုတာမျိုးကိုသူချက်ချင်းတော့ပေါက်သွားတာမျိုးပေါ့နော်။အဲသူရမသိမချာမရင်းမရသိနေတဲ့ကိစ္စတွေအဆုံးတက်သွားမှာမျိုးဒီထဲမှာတွေ့ရတယ်။အဲဒီမှာမင်းနာတော့လေဟူတိုးရပဲအဲသူ့ကိုနားလဲပေးတာချက်ချင်းမေတ္တာတွေပေါ့နော်။ပြေပြေကပေးတာတစ်ခါတော့လည်းကိုယ်မချစ်တဲ့ပုံစံတော့မရှိဘူးသိလား။သူရဲ့စိတ်ကားကိုလည်းအဲ့လိုပုံစံမျိုးဖြစ်နေတာမျိုးလို့တွေ့ရတယ်ပေါ့နော်။ဒီမှာလည်းခင်းတော့ခတ်ပြောခွင်းတော့ခတ်ပြောကြတာဆိုတော့လေတစ်ခါတော့အနေနဲ့ကလည်းသူရဲ့စိတ်က စိတ်ထွေပြတတ်တာလားစိတ်ရှုပ်တတ်တာအဲ့လိုအဲ့လိုပုံစံမျိုးပေါ့နော်တစ်ခါတစ်ခါစိတ်ခံစားချက်တွေမညီတာပေါ့နော်အတက်အကျတွေများတာအဲ့လိုပုံစံမျိုးလိုခံစားရတဲ့ဒါပေမဲ့ဒီမှာပေါ့နော်ဒီ Bluetooth ရဲ့ energy နဲ့သူ့စီမှာအခုဆက်သွားပြီးတော့မသူ့ရဲ့စိတ်တွေလည်းအေးချမ်းချမ်းဖြစ်သွားတာဆိတ်ချုပ်ထွေးနေရတဲ့အနေအထားတွေကနေပြီးတော့မှဒီမှာလွတ်မြောက်ပြီးတော့ဟိုပြောရမယ်ဆိုရင် energy နှစ်ယောက်ကြားထဲမှာအဲ လူတွင်းအနေကြီးတစ်ဖက်သူစီမှာရောက်သွားပြီးတော့နှစ်ယောက်ကြားထဲကဒီမကြားဖြစ်နေတဲ့အရာတွေအဆုံးသတ်သွားပြီးတော့မှဒီမှာအေးဆော့ခပ်နဲ့ပေါ့နော်ဟိုအစဉ်ပြေသွားတာသူ့ရဲ့စိတ်တွေအေးချမ်းချမ်းလေးဖြစ်သွားတာဆုံးဖြတ်ချက်တွေရှင်းရှင်းလင်းလင်းချနိုင်သွားတာသူ့စိတ်ကိုသူကောင်းကောင်းလေးသိသွားတာနားလည်သဘောပေါက်သွားတယ်ဆိုတဲ့ပုံစံမျိုးလေးကိုဒီထဲမှာခံစားရပါတယ်နိုင်တော့ပန်တစ်ကဲ ပြပြလေးပေါ့နော်အဲအရန်ကြီးတော့ဂူဂျူလေးတွေအနေနဲ့ကတော့သူ့ပေါ်မှာစိတ်ရှိဖို့တော့လိုအပ်တယ်အရန်ကြီးစိတ်နောလို့တော့မရဘူးပေါ့နော်တစ်ဖက်သူကနည်းနည်းလေးသူစိတ်ကအလိုခက်တက်တဲ့အတွက်ကြောင့်မလို့ခုဘက်ကတော့စိတ်ရှိရမယ်တိခန့်ရမယ်ပေါ့နော်သူ့ကိုနားလည်ပေးဖို့လိုအပ်တယ်အဲဒါပေမဲ့မကြခင်မှာတော့ဒီမှာအရန်ကြီးစိတ်ကူဖို့တော့မလိုဘူးပေါ့နော်နည်းနည်းလေးစိတ်ရှိပြီးပါတစ်ဖက်သူကခုလက်ရှိမှာသူစိတ်ရှုပ်ထွေးနေရတာမျိုးလေးတွေရှိတယ်အဲသူသူ့စိတ်တွေသူရှင်းရှင်းလေးလေးမသိနိုင်တာမပြတ်သားတာအဲ့လိုမျိုးဖြစ်နေတာကြောင့်မလို့ကိုကတာပေါ့နော်ချစ်ချင်းမေတ္တာတွေနဲ့အေးချမ်းချမ်းလေးသူ့ပေါ်မှာအမ် မပြောင်းမလဲပဲနဲ့ပေါ့နော်သူပမာနူးငညံ့တဲ့ချစ်ချင်းမေတ္တာတွေပေးနေမယ်ဆိုလို့ရှိရင်သူကလည်းကိုယ့်ရဲ့ချစ်ချင်းမေတ္တာတွေနဲ့နီးသူပဲပေါ့နော်ခံစားသက်ဝင်လာပြီးတော့သူကလည်းအဲ့လိုပုံစံမျိုးလေးဖြစ်လာနိုင်တာမျိုးလေးပေါ့နော်ဒီမှာအပြောင်းလဲလေးဖြစ်လာနိုင်တယ်နည်းနည်းတော့ဆက်ရှိပေးရမယ်ဆိုတဲ့အနေအထားလေးကိုတွေ့ရတယ်ပေါ့နော်ဒါလည်းတော့တဖက်သူဂူတူရဲ့တဖက်သူသူလက်ရှိဖြစ်နေတဲ့ပုံစံလေးပေါ့နော်ကိုယ့်ကိုပြောချင်နေတဲ့စကားလေးတွေသူလက်ရှိမှာအဲ့လိုမျိုးလေးခံစားနေရတယ်ဆိုတာလေးကိုဒါကြည့်ပေးသွားတာပဲဖြစ်ပါတယ် ဆိုလို့ရှိရင်ခုသွေးလေးစီကိုသွားလိုက်မယ်နော် အဆောလို့ရှိရင်ဒီကူသူရေးထားတဲ့သူလေးတွေအတက်ပေါ့နော်ကူသူကြီးရဲ့တစ်ဖက်သူကကူသူကြီးကိုဗာလေးပြောချင်နေရတယ်ပေါ့နော်သူရင်းနဲ့ကိုယ်ပြောချင်နေတဲ့စကားလေးနဲ့ပတ်သက်ပြီးတော့ကြည့်ပေးတော့ပါမယ်ကူသူကြီးရဲ့တစ်ဖက်သူနဲ့ကူသူကြီးကိုပြောချင်နေတဲ့စကားလေးတွေပေါ့နော်ကူသူလေးတွေစိတ်ထမှန်တွေးနေတဲ့တစ်ဖက်သူကကူသူကြီးကိုဗာလေးတွေပြောချင်နေရတယ်ပေါ့နော်အဲ့အလေးကိုကြည့်ပေးပါမယ်ရှင် तो ये रहता है तो मुतरी को क्या चली रहे ऐसा ढाले दिया ढाले दिए छेद में चश में चश में चश This also one. ဲတော့ဂျာထဲမှာလေ connection ကနေအဆုံးသက်ဖက်နည်းနေရာမျိုးအဆုံးသက်ပြီးတာပုံစံမျိုးပေါ့နော်ဒီနှစ်ယောက်ဂျာထဲမှာရှိတဲ့ connection ကလေအဲတိတ်မှာအခုခုကြောင့်မလို့ပဲဖြစ်ဖြစ်ပေါ့နော်နှစ်ယောက်ဂျာထဲမှာကနည်းနည်းလေးပြီးသွားပြီဆိုတဲ့ပုံစံမျိုးပဲဖြစ်ဖြစ်ပြီးဆုံးသွားပြီးတာအဲပြီးဆုံးကနေနေတာပဲဖြစ်ဖြစ်ပေါ့နော်အဲ့လိုမျိုးလေးဇလန်းတစ်ခုအဆုံးသက်သွားတယ်ဆိုတဲ့ပုံစံမျိုးလေးကိုတွေ့ရတယ်ဒါပေမဲ့အဲဒူ3ရဲ့ energy လည်းဖြစ်ဖို့များတယ်တစ်ဖက်2ရဲ့ energy လည်းဖြစ်ဖို့များတယ်ပေါ့နော်ဒါမှလည်းဒီကိစ္စဆုံးသွားတဲ့အရာကိုပြန်ပြီးတော့ နောက်တစ်ချိန်ပြန်စတင်ခြင်းနာဒီမြောက်ကြားထဲမှာရှိတဲ့ connection ကိုပြန်ပြီးတော့တက်သွင်းခြင်းနာမျိုးလေးတွေအဲဒီပုံစံမျိုးလေးကိုဒီထဲမှာခန်းစားရတယ်ပေါ့နော်။ဒါမှမဟုတ်လို့ရှိရင်လည်း group 3ရတစ်ဖက်သူကအဲကိုယ့်ကိုပြန်ပြီးတော့မှလိုချင်နေရမျိုးပေါ့နော်။ကိုယ်နဲ့သူနဲ့ကြားထဲမှာဘာမှမပတ်သက်တော့ဘူး။ energy က connection ကအဆုံးသက်သွားပြီဆိုပဲဆိုပေမဲ့လည်းတစ်ဖက်သူအနေနဲ့ကကိုယ့်ကိုမမေ့နိုင်သေးတာကိုယ်နဲ့ပတ်သက်ပြီးတော့ပြန်လဲပြီးတော့မှ စင်ပြေကျင်နေတယ်ဆိုတဲ့ပုံစံမျိုးလေးကိုတွေ့ရတယ်ပေါ့နော်။ပြောမယ်ဆိုလို့ရှိရင်သူ့အနေနဲ့ကိုကိုမေ့မိရတာမျိုးလေးတွေမမမပတ်သက်တော့ဘူးဆိုတာသဘောပေါက်ပြီမဲ့လည်းသင်နိုင်လို့ရှိရင်ပြန်ပြီးတော့မှအစင်ပြေကျင်နေပေါ့နော်။ကိုကိုမဆုံးလို့နိုင်သေးတဲ့အနေအထားလေးတွေကိုဒီထဲမှာတွေ့ရပါတယ်ရှင်။ตัว1 ို့ခုနဲ့ရှိမှတခြားလေးလေးလေးနက်နက်နဲ့ပေါ့နော်ဒီကိစ္စတော့ကိုစဉ်းစားနေတယ်အဆုံးသတ်သွားပြီမဲ့လည်းသူပြန်ပြီးတော့မှစတင်ခြင်းနဲ့အပြန်စတင်ဖို့အတွက်အဲ့လုံးတဲ့လားမလုံးတဲ့မူလားပေါ့နော်ပြန်ပြောအစဉ်ပြေဖို့သူဘက်ကနေစူးစမ်းဖို့အစဉ်ပြေနိုင်လားပေါ့နော်သူစိတ်တည်းနည်းနည်းလေးအခုလက်ရှိမှာပေါ့နော်တခြားလေးလေးလေးနည်းနည်းနဲ့တွင်းနေတာမျိုးလေးတွေတွေးရတယ်ဗာဆက်တော့ရင်ကောင်းလဲပေါ့နော်ဒါပေမဲ့လည်းသူခုနေပတ်သက်ပြီးတော့မှသူစိတ်တည်းဘယ်လိုပြောမလဲခုလက်ရှိ ို့မမြင်ရသေးတာကိုယ်နဲ့ပတ်သက်လို့ရှိရင်စန်းစင်စန်တာတွေရှိနေသေးတာကိုယ်စီကိုတာနေတာချင်းနေဆိုတဲ့ပုံစံမျိုးလေးကိုတွေ့ရတယ်ပေါ့နော်ကိုယ်ကိုတတိယနေတာကိုယ်ကိုမမြင်ရသေးဘူးဆိုတဲ့ပုံစံမျိုးလေးကိုဒီထဲမှာခံစားမိပါတယ်။မှလည်းအစ်ဆော့ခတ်ဒီ group 3 group 2 group 1 2 3သုံးခုလုံးမှာဒီအစ်ဆော့ခတ်ပါနေရတယ် အလန်ဂျင်လေးတွေကခက်ဆင်ဆင်ဖြစ်နေခက်ဆင်ဆိုမှဒီခုသူတွေရကြသူကလုံးဝအဆင်မပြေပြီးသားပေါ့နော်ပရိတ်ဖြစ်ပြီးသားဆိုတဲ့ပုံစံမျိုးလေးတော်တော်လေးအဆင်မပြေထားတဲ့အနေထားအနေပြီးတော့မှပြန်အဆင်ပြေနေတာမျိုးကိုတော့ဒီမှာကိုခံစားမိတယ်ပေါ့နော်အလုံးကတော့ပြန်အဆင်ပြေနေတယ်ဆိုတော့ညှော်လင့်ချက်လေးတွေရှိနေတာမျိုးပေါ့နော်ပြန်အဆင်ပြေနေတာဒီမှာ true or cut oh ခုသူတွေရတဲ့ဖက်သူကလေခုသူတွေတော်တော်လေးကိုပဲ ခုလက်ရှိမှာဗောနသတိရနေတာအဆင်ပြေကျင်တာကိုလည်းပြန်ပြီးတော့မှဟိုချစ်သူရင်းစား relationship မဟုတ်ဘူးဆိုလို့ရှိရင်တော့မှကြားထဲမှာဗောနအသက်တစ်ဖန်ပြန်လဲပြီးတော့မှအဆင်ပြေအဆင်ပြေပြီးတော့မှ ပြန်တဲ့ကနားလည်းမှုလေးတွေနဲ့ရှေ့ဆက်ချင်တာမျိုးလေးတွေကိုလက်မလွတ်နိုင်တာကိုယ်နဲ့ပတ်သက်ပြီးတော့မှဆန္ဒတွေဒီမှာဆိုလို့ရှိရင် night of cut ပေါ့နော်ဘလို့ခက်ခဲတာစီစီပဲရှိရှိကိုယ်စီကိုရောက်လာချင်တာတကယ်လို့ကိုယ့်ဘက်ကနေပြီးတော့မှကိုယ့်ဘက်ကအခြေအနေတည်းသူကသူ့ကိုသူ့စိတ်ထဲဆန္ဒအရာကိုကသူကဖြစ်နေတာပေါ့နော်ကိုယ့်ဘက်ကသူ့ကိုလက်ခံနိုင်တာလက်မခံနိုင်တာအထက်သူကကိုယ့်ကိုပြင်ဘလို့မှကိုယ်လက်မလွတ်နိုင်တာမျိုးပေါ့နော်ကိုယ့်ကိုယ်စီကချင်းချင်းမေတ္တာတွေကိုကိုယ်ပေးခြင်းနေတာကိုနာကိုအရောက်လာနေခြင်းတာစကားကြီးလည်းအများကြီးပြောခြင်းနေတာတော်တော်လေးကိုစိတ်ဟို နှင်းထန်နေတယ်ပေါ့နော်ကိုနဲ့ပတ်သက်ပြီးတော့မှခုပေါ်မှာတော်တော်သတိရနေတာအဆင်ပြေပြေနေတာသူအဲ့အဲ့ဒါကိုတော်တော်လေးစူးစမ်းပန်းစားနေအခုလက်ရှိမှာစဉ်းစားဆုံးဖြတ်နေတယ်ဆိုတဲ့အနေအထားမျိုးလေးကိုတွေ့ရပါတယ်9 or 9 or 12 sorry အားကြောင့်မလို့လည်းအခုသူလက်ရှိမှာပေါ့နည်းနည်းလေးပြင်ပန်းနေရတယ်အခုဆွန်လည်းမဆွန်လို့နိုင်မှုပေါ့နော်သူစိတ်တည်နေသူအရန်ကိုပါရှုပ်ထွေးရှုပ်ထွေးတယ်ဆိုတာထပ်ဘယ်လိုပြောမလဲ ကိုမင်းမြရတယ်ကိုကိုမင်းမြရဘူးရန်နေကိုတတိယနေတဲ့စကားတွေပြောချင်းနေတယ်ကိုနဲ့ပြန်ပြီးအဆင်ပြေချင်းနေအဲ့လိုစိတ်တွေနဲ့သူနည်းနည်းလေးပူလောင်နေရတယ်ပေါ့နော်ဖောင်ခိုင်းနေရတယ်ဒါပေမဲ့တကယ်တကယ်သူလက်တွေ့ခုလက်ရှိမှာမလုပ်နိုင်သေးဘူးဆိုလို့ရှိရင်သူအဲ့ဒီအနေထားကိုပေါ့နော်အရန်ကိုဟိုဆောင်ရွက်ချင်နေပြီးကိုနာကိုရောက်ချင်နေပြီးပေါ့နော်အရန်ကိုအဆင်ပြေနေခြင်းပြင်ချင်းနေပြီးဆိုတဲ့အတွက်ကြောင့်မလို့သူလက်ရှိမှာအဲ့ဒီခံစားချက်တွေကြောင့်မလို့နည်းနည်းလေးပူလောင်နေရတာမျိုးလေးတွေပေါ့နော်အဲ့လိုမျိုးတွေကိုတွေ့ရတယ် Nairo Pentacle တော်တကယ်စိတ်ဆန္ဒအရာဆိုလို့ရှိရင်လည်းသူအရန်ကိုစိတ်ဆန္ဒတွေပြင်ပြနေပေါ့တကယ်တကယ်လက်တွေ့ကြတော့သူတကယ်အလုံးဝကြီးကိုရှိကိုရောက်လာတာမျိုးမဟုတ်သေးဘူးပေါ့နော်ညကရမှာမျိုးကိုသူနင်းနေတွန့်ဆုံနေတာမျိုးမဝင်မရဖြစ်နေတာမျိုးပေါ့နော်အဲ့လိုပုံစံမျိုးကိုတွေ့ရတယ်7 of pentacles မလဆဘနာပတ်တကယ်နဲ့ကြာတာဆိုတော့သူ့အနေနဲ့ကလေဟိုဒီအခုလက်ရှိမှာသူ့ရဲ့ဖြစ်နေတဲ့အရာနဲ့ဖြစ်ချင်နေတဲ့အရာနဲ့ကလုံးဝကိုအဆင်မပြေနေဘူးစမ်းချက်ပဲဖြစ်နေတဲ့အတွက်ကြောင့်မလို့လေအခုလက်ရှိသူတော်တော်လေးဟိုတော့ကများနေရတဲ့စိတ်အဆင်မပြေဖြစ်နေတယ်ပေါ့နော်အအဓိကတော့သူ့စိတ်ထဲမှာကကိုနဲ့ပြန်ပြီးအဆင်ပြေချင်နေတာစကားတွေပြောချင်နေတာကိုနဲ့တူတူနားမှာရှိနေချင်တာပြောမယ်ဆိုကိုယ်စီရနေပြီးတော့ပြန်လဲပြီးတော့ အဆင်ပြေမဲ့အဆင်ပြေအဆင်ပြေပြေလေးနဲ့ဆက်သွားချင်တာတကယ်လက်ရှိခံစားချက်ကဒါပေမဲ့အဲ့လိုမျိုးဖြစ်နေတဲ့အတွက်ကြောင့်မလို့ပေါ့နော်ဟိုသူအဆင်ပြေမနေဘူးခက်ခဲနေရတယ်ပင်ပန်းနေရတယ်ပေါ့နော်အဲ့လိုပုံစံမျိုးလေးကိုလည်းတွေ့ရတယ်ဒီတော့ပန်တကယ် ဒါပေမဲ့သူလက်ရှိမှာလဲဒီကိစ္စနဲ့ပတ်သက်ပြီးတော့မှသူဘယ်လိုလုံးရမလဲဆိုတာကိုတော်တော်လေးအကြံဉာဏ်နဲ့ထုတ်ပြီးတော့မှလုပ်တွေရှုပ်နေတာမျိုးကိုယ်နဲ့ပြန်အဆင်ပြေဖို့သူဘက်ကနေတက်နိုင်တယ်များစူးစမ်းနေတာဆောင်ရွက်နေတာအာဘာနီးနဲ့ပဲဖြစ်ဖြစ်ပေါ့နော်သူကိုနားကိုရအောင်လာကျင်တာချိုးလေးတွေဝင်းနေတဲ့သူလေးတွေဆိုလို့ရှိရင်တစ်ဖက်သူအနေနဲ့လေကိုနားကိုလာဖို့အတွက်သူတကယ်ဆောင်ရွက်နေတာစူးစမ်းနေတာမျိုးလေးကိုဒီထဲမှာတွေ့ရတယ်ပေါ့နော်တစ်ဖက်သူအနေနဲ့ကိုယ့်ကိုတော်တော်သတိရနေတာမျိုးလေးတွေတွေ့တယ်ပြောဆိုရ အတော်လေးကိုကြေကွဲနေတယ်ပေါ့နော်သူတကယ်ခန်းစားချက်တွေကဖြစ်နေတာတခြားဖြစ်နေတာတခြားဖြစ်နေတဲ့အတွက်ကြောင့်မလို့သူလုံးဝအဆင်ပြေမနေဘူးတော်တော်လေးကိုသူစိတ်တွေမုန်းချက်နေရတယ်ပေါ့နော်ဟောတကယ်ဖြစ်နေတာကတော့သူကိုယ်နဲ့ပြန်ပြီးမှအဆင်ပြေချင်တာဒါမှလည်းလက်ရှိမှာဒီဖြစ်နေတဲ့ခရူးသူတမလေးတာလက်မခံလို့ပဲဖြစ်ဖြစ်ပေါ့နော်သူသူဘက်ကနေပြီးမှမလာရတာပဲဖြစ်ဖြစ်ကိုကဟိုလက်မခံမှာကိုသိနေလို့ပဲဖြစ်ဖြစ်ပေါ့နော်အဲ့ဒီအတွက်ကြောင့်မလို့သူကဖြစ်နေတာတွေဖြစ်နေတာတွေကဘာမှမဆိုင်ဘူးဖြစ်နေတော့ဒီမှာဆိုအရန်ကိုသူနာကျင်ကြေကွဲနေရတယ်ပေါ့နော် မြန်မာနေရာလာမျိုးလေးတွေတွေ့ရပါတယ်။ဒါပေမဲ့ကိုယ်တရိယာနေတာကတော့ဒီမှာတော်တော်များများတွေ့ရတယ်ပေါ့နော်။သူစိတ်ထဲမှာကိုယ်ကိုဘယ်လိုမှမေ့မရသေးတာကိုယ်ကိုပဲပြန်ပြီးတော့တန်တားနေတာမျှော်လင့်နေတာပြင်နိုင်လို့ရှိရင်ပြန်ပြီးတော့အဆင်ပြေခြင်းတွေပေါ့နော်။ပြန်ပြီးတော့လေရှိရှိတခုကိုပြန်ပြီးတော့မှရောက်ချင်တယ်ဆိုတဲ့အနေထားမျိုးလေးကိုဒီထဲမှာတွေ့ရပါတယ်ရှင်။ဒါလည်းအရကိုသူဒီသမားလေးတွေတက်ကြည့်ပေးထားတာပဲဖြစ်ပါတယ်။အဆုံးတိကျရှိရှိပေးကြတဲ့ကျေးဇူးတင်ပါတယ်ရှင်။အားလုံးပဲမိမိချစ်ခင်ရတဲ့သူတွေနဲ့အတူတရားကြွရှင်ပွဲလေးရဲ့ဒီကိုပိုင်ဆိုင်နိုင်ကြပါစေလို့ဆုမကောင်းကောင်းပေးပါတယ်။ နောက်မြင့်တင်များမှာပြန်လည်ပြီးတော့ဆုံတွေ့ပါမယ်နော်